ားလုံးပဲမင်္ဂလာပါဒီနေ့ရောက်လာကြတယ်ကျွန်တော်မိတ်ဆွေတွေအားလုံးသိကျင်နေရတဲ့အကြောင်းအရာကိုကျွန်တော်မကြာခင်ပြောပြပါမယ်ပြောမှခေလေမြန်မြန်ပြောကျမကအားလာမဟုတ်ဘူးပြီးရင်အကျော်သွားရအောင်ပါပြောတယ်ပြည့်ရနည်းနည်းပြောလိုက်ခုလေဘီရွှဲဆွဲရအောင်ပါတော့အချိန်ဆွဲမနေနဲ့တော့ပြောကြကြည့်ရနည်းနည်းပြောလိုက်တော့ခဏလေးပါဗျာကျွန်တော်အားလုံးသိကျင်နေကြတဲ့အကြောင်းအရာကိုကျွန်တော်အခုပဲပြောပြပါမယ်တကယ်တော့အားလုံးရေဆိုင်ကြုံတွေ့နေရတဲ့လူမှုရေးစီးပွားရေး နိုင်ငံရေးစတဲ့အခက်အခဲအားလုံးရင်ဆိုင်ဖြေရှင်းနိုင်မယ်လမ်းစာဆိုတာအခုကျင်းပတော့မယ်ရွေးကောက်ပွဲပဲဖြစ်ပါတယ်ဟာဟုတ်မလို့နားထောင်လို့ဆိုတော့ကိုကိစ္စနဲ့ကိုရလုံးလိုက်ချင်လဲလိုက်နေချင်တော့ဘယ်ကရွေးကောက်ပွဲတွေပါလဲဘာမှစိတ်မလို့တောင်းပြတ်မယ်ဟုတ်တယ်ဟုတ်တယ်လေကိုလုံးကကိုစားရမှာပါအချိန်မီမရှိတဲ့စကားတွေကိုလည်းထိုင်နားထောင်ပေးနေတာတော့ချိန်လည်းမရှိဘူးပြတ်မယ်ဗျာပြတ်မယ် ဟုတ်ပါတော့တခါလာလဲရွေးကောက်ပဲတခါလာလဲမဲပေးဖို့နဲ့ဘယ်တော့မှကျမောက်ဓာတ်စိတ်ဝင်စားခဲ့တာမဟုတ်ဘူးခုလဲလေတတချောင်းတည်းပြည်စည်းလေးလေအလဲကားများရမလားလို့အာကျုံမှန်တက်လာခဲ့ပါတယ်ခုတော့လေအချိန်ကုန်တာပဲဖတ်တယ်ဟဲ့လာကွာပြန်ကြမယ်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 အာခဏလေးနေကြပါဦးဗျာဟိုဒီမှာရှိနေလူအားလုံးအခုလိုပြောနေရဆိုတာရွေးကောက်ပွဲဆိုတာဘာလဲဘာကြောင့်မဲပေးတင်တာလဲဟိုလူတူဦးရဲ့မဲကဘယ်တော့ဒီအေးပါတယ်ဆိုတာကိုမသိကြလို့ပါဗျာဟိုကျွန်တော်ရှင်းပြတော့ခဏလေးနားထောင်ပေးကြပါဦး ဒီမှာဘသူအုတ်ထုတ်အုတ်ထုတ်စိုက်ကားသမားစိုက်ကားနေရမှာပဲပယ်ပြုတ်တယ်ကပယ်ပြုတ်ရောင်းရမယ်အကျော်စရာအကျော်ရောင်းရမှာပဲနော်အဲ့ဒါအရင်မရဖတ်မရဒီဘာမှလိုက်ပြုံးမနေနဲ့တော့ဒီရွေးကောက်ပွဲဘာကြီးကဂါရုနဲ့ဘာမှမဆိုင်ဘူးဟုတ်ပါကိုလုံးမကိုစားမှာပါလို့ပြောရတော့ဘဏ္ဍာကရှိလေဒီလက်လုံးလက်စားသမားတွေဟာရွေးကောက်ပွဲဆိုတာနဲ့ဟိုဘာမှဟိုစိတ်ပမဝင်စားတာ ကိုလုံးမှာကိုစားမှာပြန်မပြားဟုတ်ကဲ့အဲ့ဒါကြောင့်မို့လဲလေကျမတို့ကအရင်အရင်ဆုံးတည်းကဘ누구အိုးမှစိတ်ဝင်စားလို့ဘာမင်းမှလည်းမပေးခဲ့ဘူးခုလဲလေဘယ်ရွေးကောက်ပွဲမှနားမလဲလို့ဘ누구မှမင်းမပေးဘူးဟဲ့နားထောင်နေလဲအချိန်ကုန်လဲကဲပြန်ရအောင်ဟဲ့ဟုတ်တယ်ဒီလိုလက်စုပ်လက်ကင်ပြလို့မရပဲနဲ့ရှာအောင်မရှိပဲပြောနေစကားရေကျွန်တော်တို့နားထောင်ဖို့အချိန်မရှိဘူးကျွန်တော်တို့မှာမိသားစုရှိတယ်ဝင်းကိုရှာအောင်မယ်အကုန်ပြမယ်ဗျာဟုတ်တယ်ခင်ဗျားတို့နားမလဲပဲမလုံလိုက်တဲ့အရာတခုကနေခင်ဗျားတို့ကျွန်တော်တို့ရဲ့အနာဂတ်တွေ နောင်လာနောင်သားတွေရဲ့အနာဂတ်တွေမိသားစုရဲ့အနာဂတ်တွေအားလုံးဆုံးရှုံးသွားပြီဆိုခင်ဗျားတို့သိရတာကျွန်တော်ရှင်းပြတာကိုအရေးဆုံးနားဆောင်ပြီးမှလက်ခံသိမခံသိစဉ်းစားပါဗျာကဲပါဗျာဟိုခင်ဗျားတို့လည်းရောက်ပြီးမှမထူးပါဘူးသူရှင်းပြတာတွေကိုတေချာနားထောင်ကြည့်ကြပါဦးနော်ခင်ဗျားတို့ရွေးကောက်ပွဲဆိုတာဘာလဲသိလားရွေးကောက်ပွဲဆိုတာပြည်သူ့ဆန္ဒမဲနဲ့အစိုးရတရက်ကို အချုပ်ချာအန်းအန်းနေလိုက်တာပဲခမရုံမဲမပေးဖို့ဆုံးဖြတ်လိုက်တာကိုရဲ့နိုင်ငံသားတိုင်းရဲ့အခွင့်အရေးကိုတိတိကျကျအသုံးမချလိုက်တာပဲကိုရနေတဲ့ဒီလက်မှတ်ကိုဆုပ်ဖြဲလိုက်တာနဲ့အတူတူပဲဗျအဲ့မင်းဒီလက်မှတ်ကြီးကမပေါက်တတ်ဒီလက်မှတ်ကြီးဖြစ်နေဘာသွားသုံးလို့ရမှာလဲဆုပ်ဖြဲပြီးတော့မီးရှို့ပလိုက်ကိုပဲရှိတာပေါ့ကွာခမရတည်နိုင်လို့လားကျွန်တော်တို့ခင်ဗျားတို့ဘွားတွေပြီးပြည့်စုံတဲ့ဘွားတွေပြောင်းလဲသွားနိုင်မယ်ဆိုတော့ဖြစ်ခုဖြစ်နိုင်တယ်ဒီယူကော့ဘွားကနေ ကျွန်တော်တို့ခမရတို့ရဲ့ဘဝတွေအများကြီးပြောင်းလဲသွားနိုင်တယ်အခုကျွန်တော်တို့ပြည်သူလူထုရင်ဆိုင်ကြုံတွေ့နေရတဲ့လူမှုစီးပွားပြဿနာမငြိမ်းချမ်းတဲ့ပြဿနာတွေအဲ့ဒီပြဿနာတွေရဲ့စင်ကုန်မှုတွေကိုဖြေရှင်းပေးနိုင်မှုပြည်သူတွေရဲ့လိုလားချက်စံနာတွေကိုပေါ်ဆောင်ပေးနိုင်မယ်အစိုးရတရက်ကိုလာရွေးကောက်တင်မြှောက်နိုင်ပြီဆိုရင်အဲ့လိုမှန်ကန်တဲ့အစိုးရကိုရွေးချယ်ဖို့အခွင့်အရေးရလဲကျွန်တော်တို့လက်ထဲမှာရှိနေပြီသားလေအဲ့လိုမဲပေးရွေးချယ်ဖို့ပဲကျွန်တော်တို့လိုတော့တယ်ခင်ဗျားတို့ပြောသလို ကိုလုံးမကိုစားရတဲ့ဘဝတွေမှာကိုရဲ့စားဝတ်နေရအတွက်လုံခြုံအေးချမ်းစွာနေထိုင်ရှာဖွေစားတော့ဖို့ ਨੇ လက်ရှိနိုင်ငံအတွင်းမှာဖြစ်နေတဲ့အခက်အခဲအကျတဲပြဿနာတွေကိုဖြေရှင်းနိုင်ဖို့ဆိုရင်ကျွန်တော်တို့တယောက်တစ်ပေါက်ဘေးတိုင်ပူပြောနေလို့မရတာဗျကျွန်တော်တို့အားလုံးစီးလို့ညီညွတ်မှာရပါပြည်သူအားလုံးညီညွတ်နဲ့ပူးပေါင်းပြီးတော့ကျွန်တော်တို့လိုအပ်နေတဲ့အရာတွေကျွန်တော်တို့ဖြစ်ချင်တဲ့အရာအားလုံးကိုပြည်သူတွေကိုစားပြောပြနိုင်မယ်ပါတီနဲ့လူပုဂ္ဂိုလ်တွေအားလုံးမဲပေးပြီးတော့ ကျွန်တော်တို့ကိုဘွားကိုဆုံးဖြတ်မဲ့အချိန်ရောက်လာပြီလေဗျာကျွန်တော်အားလုံးကိုယ်တိုင်ဆုံးဖြတ်ပြီးဖုတ်ပေးကြပါလို့ကျွန်တော်တိုက်တွန်းချင်ပါတယ်မဲပေးဖို့အရေးကြီးတယ်ဆိုရင်အဲ့ဒီမဲသမဲကိုကျမတို့ကမပေးခဲ့ရင်ဘာတွေဖြစ်လာနိုင်လဲရှင်ကိုယ်တိုင်မဲမပေးရင်မဲပေးတဲ့လူတစုရဲ့ရွေးချယ်လိုက်တဲ့အစိုးရရဲ့အုပ်ချုပ်မှုငါးနှစ်တာခံရမှာပေါ့ ာတော့ဟုတ်ပါဘူး။ဒီမတော့ဘလို့ပါတီနဲ့ဘလို့လူမျိုးမဲပေးရမလဲ။ဒါကတော့ခုနိုင်ငံအတွက်ဥပလူရအောင်လူချင်းနဲ့စဉ်းစားပါဘူး။ခုမြန်မာနိုင်ငံအတွက်ဒီမိုကရေစီလူချင်းလား၊ဖက်ဒရယ်စနစ်လူချင်းလား၊စစ်အုပ်ချုပ်ရေးလူချင်းလား၊ပြည်တွင်းစစ်ကူလူချင်းလား။ရွေးကောက်ပွဲကနေရွေးကောက်ခံတင်မြောက်မဲ့အစိုးရရဲ့ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်တက်ချင်တာ။ညာအားလုံးကိုကိုယ်တိုင်ဆုံးဖြတ်ဒီလိုကြီးကြီးရွေးချယ်မှုကမြန်မာနိုင်ငံရဲ့ မာနိုင်ငံအတားကကျွန်တော်တို့အားလုံးပဲအားလုံးကကျွန်တော်တက်ထဲမှာရှိတယ်ကျွန်တော်အနာဂတ်တွေကြည့်ကြရင်နိုင်ငံသားတိုင်းဘုတ်ပေးကိုကြည့်ရမယ်ကျွန်တော်ပြည်သူအားလုံးလို့ဘုတ်တော့အကျိုးမျိုးကိုရတဲ့ခွေကြီးတူမျိုးကတော့တော့သုံးထားပါဘူးပြရမလို့ဟုတ်တယ်တိတ်မယ်ကွာအင်္ဂေရတော့မောင်ခတ်ရှင်းပြတော့ကြာမဲပြင်းနေပြန်ခင်ဗျာ ကျွန်တော်လည်းဒီအခွင့်အရေးကိုစောင့်နေတာပဲပေးမယ်ဗျာကဲခင်ဗျားတို့ပါရောကဲအခုတော့လည်းမေးပြရမလို့ဟောလေးပေးပြီးမိနေတာတော့ပြရမှာပေါ့ကွာဒါပေါ့ဒါပေါ့ဗျာပေးရမှာပေါ့ရှင်နော်တောင်းတော့ပြီးတော့ပေးမှာတောင်းလည်းပေးရမှာဩပေးရမှာကျွန်တော်ပေးရမှာ노봉장조묘보외가꽤마내뱅송